သတင်းမသက်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဂျီလက်သတင်းချန်နယ်မှာဒီကနေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတင်ဆက်မှုလေးမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုဆုံးဖြတ်ကြည့်ရှုနားဆင်ပေးဖို့မြေတားရက်ခန့်အပ်ပါရခင်ဗျာအခုတကပထမဦးဆုံးနေနဲ့တင်ဆက်ပေးချင်တာကတော့မြาวရီမင်းလက်ပါမှာ KNU နဲ့စစ်တပ်တိုက်ပွဲဖြစ်ပြီးနောက် DKBA ရဲ့ဂျားပြန်လုံးယုံများကို KNU ကဝင်ရောက်စီးနှင်းက DKBA တပ်ဖွဲ့ဝင်230ဦးလက်နက်ချပြီး ဂျာပြန်ယုံများမှလူနှထောင်ကျော်ချုံနောင်ထားက KNU ကဂျာပြန်တိုက်ဖျက်ရေးနိုင်ငံတကာသို့ရေးပေါ်အကူအညီတောင်းခဲ့တဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ KNB နဲ့ထိုင်းမြန်မာနယ်စပ်မြ ாரி မျိုးနဲ့မင်းလက်ပံဂျေးဝါမှာ KNU နဲ့စစ်တပ်ကြားတိုက်ပွဲဖြစ်ပွားပြီးနောက်တကယ်ပြေကလုံခြုံရေးယူထားတဲ့ဂျာပြန်အလို့ယုံများကို KNU ကဝင်ရောက်စီးနင်းခဲ့တယ်လို့ KNU ကတရားဝင်သတင်းထုတ်ပြန်ပါတယ်။နိုဝင်ဘာလ21ရက်နေ့မြ ாரி မျိုးနဲ့မင်းလက်ပံဂျေးဝါမှာ KNU နဲ့စစ်တပ်ကြားတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း အကျံပတ်စတက်ပကဗျူဟာမှုနိုင်လွင်ဦးဆောင်တဲ့တက်များနဲ့ဒီကေဘီအမဆိုင်းကြော်လာဦးဆောင်တဲ့ပူပေါင်းတက်များကမင်းလာပတ်မှာရှိတဲ့ကေအန်ယူတက်စကန်းများကိုထိုးစစ်င်တိုက်ခိုက်လာခြင်းဖြစ်ကြောင်းတိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်ဒီကေဘီစကန်းကိုကေအန်ယူကတင်ပိုက်နိုင်ခဲ့ပြီးဒီကေဘီတပွဲဝင်230ကြော်လက်နက်ချခဲ့တယ်လို့သိရပါတယ်။အိုင်းနောက်ဒီကေဘီတက်များတက်ဆွဲထားတဲ့အထက်ထက်တော်လုံခြုံရေးအစီမံများနဲ့ကြီးမားတဲ့ဂိမ်းများပါရှိတဲ့လုံခြုံရေးအစင်းမြင့်တဲ့ခြံဝင်းတစ်ခုကိုတင်ပိုက်ရရှိခဲ့ပြီး လူပေါင်းများစွာကိုတရားမဝင်ချုံနှောင်ထားတဲ့ဂျာဖြန့်လုံးယုံများကိုတွေးရှိခဲ့တယ်လို့ KNU ကဆိုပါတယ်။ဒါပြင် KNU တပ်များကအဆိုပါဂျာဖြန့်လုံးယုံဝင်ပတ်ဝန်းကျင်ကိုချက်ချင်းပိတ်ဆို့ပြီးရာဇဝမ်မှုများမှာပါဝင်တယ်လို့တန်တရားရှိသူတွေကိုထွက်ပြေးခြင်းမှာတားဆီးခဲ့ကြအောင်။နိုဝင်ဘာလ22ရက်နေ့မှာ KNU ကလူကုန်ခူးခံထားရတဲ့ဓားကောက်များကိုကယ်ဆယ်ရန်နဲ့လိန်လယ်မှုလုပ်ငန်းများကိုဖျက်သိမ်းရန်မြေပြင်ခဲဖြတ်ဖွဲ့နဲ့လုပ်ငန်းဖွဲ့ကိုဖွဲ့စည်းခဲ့ကြအောင်။ KNU ခေါင်းဆောင်ပိုင်းကထိုင်းနိုင်ငံအာဏာပိုင်များနဲ့ နိုင်ငံတကာအေဂျင်စီများသို့အသိပေးအကြောင်းကြားပြီးအကြံဉာဏ်များရယူကာဖြစ်စဉ်ကိုစနစ်တကျကင်တွဲဆောင်ရွက်ရန်စီစဉ်ခဲ့ကြောင်းအဆိုပါခြံဝင်းကိုပိတ်ဆို့ထားပြီးတော့ပိမိနေသူများကိုမှပုံးတင်ခွဲခြားရန်ဂါခွဲပေးရန်နဲ့ဘေကင်းစွာရွှေပြောင်းရန်ပြင်တတိကံထောက်ထားများစုဆောင်းရန်တို့အကူအညီတွေတောင်းခံခဲ့တယ်လို့သိရပါတယ်။ဒါပြင်ကရန်ညူဒုတိယဥက္ကဋ္ဌနဲ့အကြီးတန်းခေါင်းဆောင်များအိုးဆောင်နဲ့အစိမ့်မြင့်ကော်မတီကမြေပြင်ဖွဲ့နဲ့အနီးကပ်ကြီးကြပ်ကိုကဲပြီးစိမ့်မှန်မှုတွေဆောင်ရွက်နေကြောင်း နိုဝင်ဘာလ23ရက်နေ့မနက်9:00နာရီချိန်အဖွဲ့ဝင်7ဦးပါ KNU မြေပြင်အကဲဖြတ်အဖွဲ့က KNU လုံခြုံရေးတပ်ဖွဲ့များရဲ့အဆောင်ရှောက်နဲ့တကယ်ပီအေးရဲ့ဂျာပြန်ချောင်းဝင်းတွင်းတို့ဝင်ရောက်ခဲ့ကြောင်းအစိုးရဘက်ကဂျာပြန်ယုံများမှဗိမိနေသူများကိုခွဲခြားသိရှိရန်တတိကံထောက်ထားများစုဆောင်ခြင်းတတိကံများတွေကထွက်ဆိုချက်များရယူခြင်းနဲ့လူသားချင်းစာနာမှုဆိုင်ရာလုပ်ငန်းစဉ်တွေတို့လိုအပ်တဲ့စာရွက်စာတမ်းတွေကိုစုစည်းခြင်းတို့ကိုလှုံ့ဆော်နေတယ်လို့သိရပါတယ် နိုဝင်ဘာလ23ရက်နေ့ပထမနေ့မှာကြားပြန့်ချံဝင်းအတွင်းကွန်ကရစ်အဆောက်အုံ20ခန်းကိုတွေ့ရှိရပြီးတော့၎င်းတို့အနက်နှစ်ခုဟာရုံးအဆောက်အုံများဖြစ်ကာကွန်ပျူတာနဲ့ IT ပစ္စည်းများဖြင့်လိမ်လည်မှုလုပ်ငန်းများလုပ်ကိုင်ခဲ့ကြောင်းအဆိုပါချံဝင်းတွင်းမှာလူ2000ခန်းကိုချုံနှောင်ထားကြောင်းပထမနေ့မှာနိုင်ငံပေါင်းရှင်းနိုင်ကမှလူပေါင်း396ဦးကိုတည်ပြုနိုင်ခဲ့ပြီးကွန်ပျူတာများနဲ့မိုဘိုင်းဖုန်းများကိုတင်ဆက်ကာစုံစမ်းစစ်ဆေးမှုတွေဆက်လက်လှုပ်ဆောင်ခဲ့ကြောင်း ဒါပြင်ရွယ်အစား၄ပေခန့်ရှိတဲ့တန်ထက်တာကြီးများကိုလည်းတွေးရပြီး၎င်းတို့ထဲကအများစုဟာတောက်ခတ်ထားကြောင်းဂျာဖျန်းယုံတို့မှတွေ့ရှိရတယ်ထိုင်းနိုင်ငံသား28ဦးကိုလည်းလွှဲပြောင်းပေးရခဲ့ကြောင်းသိရပါတယ်အိုင်းနာကိုနိုဝင်ဘာလ24ရက်နေ့ဒုတိယနေ့မှာ KNU ကမြေပြင်ဖွဲ့မှာဖွဲ့ဝင်23ဦးထပ်မံအားဖြည့်တင်ပြီးတော့လူများအစားအုပ်များဗန်ဆိုင်မှုများနဲ့စာရွက်စာတမ်းများကိုစစ်ဆေးခြင်းလုပ်ငန်းကိုရှိန်မြှင့်ခဲ့ကြောင်းလူပေါင်း345ဦးကိုမြေတူမြေဝဖြစ်ကြောင်းအတည်ပြုနိုင်ခဲ့ပြီး ကွန်ပျူတာနဲ့မိုဘိုင်းဖုန်းများကိုနောက်ထပ်စုံစမ်းစစ်ဆေးရန်တို့ကတင်ဆက်ခဲ့ကြအောင်အဲဒီနောက်ထိုင်းနိုင်ငံသား36ဦးကိုထိုင်းနိုင်ငံပိုင်များထံလွှဲပြောင်းပေးခဲ့ကြအောင်အဲဒီမှာမြန်မာ Future Star Company Limited ကို2016ခုနှစ်ဩဂတ်လ2ရက်နေ့မှာမပုံတင်ထားတဲ့ကုမ္ပဏီအချက်အလက်စာရွက်စာတမ်းတချို့လည်းတင်ဆက်ရရှိခဲ့တယ်လို့သိရပါတယ်။ဒါပြင်အခန်းအကျယ်ဝန်အလျားနဲ့အနံ၄ပေ၆ပေရှိပြီးထိုင်းစရာထိုင်းကုန်းတစ်ခုတည်းပါဝင်တဲ့လေးဝက်စမ်းကြဲတဲ့နေရာများစွာကိုလည်းတို့ရပြီးတော့ ညံမန်နှိမ့်ဆက်ရန်တုံးတဲ့အခန်းများဖြစ်နိုင်ခြေရှိကြောင်းဒေကြာတိကြရေးရတဲ့စုံစမ်းစစ်ဆေးမှုတွေရေးတကြီးလိုအပ်နေကြောင်းဂျာပြန်လုံသမားတို့ချို့မှာလက်နက်များကန်ဆောင်ထားကြောင်းဒါပြင်တွဲဆုံမင်းများမှုတွေရတချို့သောတန်တရာရှိသူများဟာခြံဝင်းတွင်းစီမံခန့်ခွဲသူများဖြစ်ကြပြီးတော့၎င်းတို့ကိုထွက်ပြေးခွင့်ပြုရန် KNU အဖွဲ့ဝင်များထံသို့လက်ထိုးရန်ဂျိုးပန်းခဲ့ကြတယ်လို့သိရပါတယ်အိုင်းနာကိုဂျာပြန်ခြံဝင်းတွင်းတွဲဆုံမင်းများမှုတွေလုံဆောင်ခဲ့ရမှာ ဖိလစ်ပိုင်နိုင်ငံသားတအူးကအမေရိကန်နိုင်ငံသားများကိုပြစ်မှတ်ထားလိန်လေတာဝန်ချထားခံရပြီးဒလာကိုအမေရိကန်ဒေါ်လာ9သိန်းထိရရှိကြောင်းဓာတ်မှန်ဆုံးစမ်းစစ်ဆေးမှုများလှုပ်ဆောင်ရန်လိုအပ်ကြောင်းတခြားလူတို့မှတအူးကတော့လာစာလုံးဝမရရှိကြောင်းပြောပါတယ်။အိုင်းနာကိုဒီကနေ့နိုဝင်ဘာလ25ရက်နေ့မနက်ပိုင်းမှာအဆိုပါဂျာပြန်ဝင်းတွင်းတို့ဒရုန်းတိုက်ခိုက်မှုတွေရှိလာပြီးတော့ရာပေါင်းများစွာသောဂျာပြန်လုံသားများမှာကြောက်ရွံ့ထိတ်လန့်စွာထွက်ပြေးရန်ကြိုးစားခဲ့ကြောင်းဂျာပြန်အဆောက်အအုံများတွင်ပိတ်မိနေသူများကြား တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။လက်ရှိမှာကရန်ညုံနေနဲ့ကြားပြန်အစောင်းအုံဝင်းနဲ့ပတ်သက်ပြီးဇိုးရိမ်ပူပန်မှုတွေရှိနေပြီးတော့အရေးပေါ်နိုင်ငံတကာပူပေါင်းဆောင်ရွက်ရေးတောင်းဆိုကြောင်းအခြေအနေများဟာလင်းမြန်စွာပြောင်းလဲနေပြီးကရန်ညုံမြေပြင်ဖွဲ့နဲ့ခြံဝန်းတွဲမှာပိတ်မိနေတဲ့နိုင်ငံအများပြားမှာရပ်သားတွေတော့အတန်းအနေအကိုချိန်ချောင်းမှုတွေတိုးလာနေတယ်လို့ကရန်ညုံကအကူအညီတောင်းခံပါတယ်။ဒါပြင်ကရန်ညုံကကြားပြန်လိန်လဲမှု လုပ်ငန်းများကိုဖြည့်ရှင်းရန်အတွက်ခိုင်မာပေါင်းဆက်ထားတဲ့နိုင်ငံတကာပူပေါင်းဆောင်ရွက်မှုလိုအပ်နေကြောင်း ကရန်ညိုကကြားပြန့်ချံဝင်တွင်ကြံရှိနေသူတွေကိုဆက်လက်ဖော်ထုတ်ပြီးတော့ရွေးချယ်စုံစမ်းစစ်ဆေးမှုတွေဆက်လက်လှုပ်ဆောင်မှာဖြစ်ပေမဲ့လည်းဒီအတွက်ထိရောက်တဲ့စုံစမ်းစစ်ဆေးမှုနဲ့တပ်သေးထောက်ထားများစုဆောင်ခြင်းဟာကရန်ညိုရဲ့ဆွမ်းဆောင်ရည်ထက်ကျော်လွန်နေတယ်လို့ကရန်ညိုကပြောပါတယ်။အလားတူတင်ဆက်ရမိတဲ့ပြည်စည်းများအားလုံးကိုကရန်ညိုနဲ့ပူးပေါင်းဆောင်ရွက်နေတဲ့အာဏာပိုင်များနဲ့စုံစမ်းရေးအဖွဲ့များထံသို့လွှဲပြောင်းပေးမှာဖြစ်ကြောင်းနန်းနဲ့ဆိုင်ဆိုင်အမြဲတွယ်နေတယ်။အစိမ့်မြင်ပြီးနိုင်ငံဖြတ်ကျော်ရာဇဝဲကွန်ရံများကိုဖျက်ဆီးပြစ်ရန်ဂျိုးပန်းမှုတွေဟာ ခိုင်မာတဲ့ခေါင်းဆောင်မှုမရင်မရိုင်တဲ့ဂရိကဝဲခိုင်မာတဲ့နိုင်ငံများနဲ့ဥပဒေစိုးမိုးရေးအဖွဲ့အစည်းများကြားခိုင်မာတဲ့ဖူပေါင်းဆောင်ရွက်မှုတို့နဲ့သာအောင်မြင်နိုင်မှာဖြစ်ကြောင်းနိုင်ငံတကာကပါဝင်မှုမရှိရင်ကဘာကိုချိန်ချောင်းနေတဲ့နိုင်ငံဖြတ်ကျော်ဂျာပြန်လိမ့်လည်မှုတွေအတွက်ဇံပြနမူနာဖြစ်တဲ့ဆိုပါဂျာပြန်ဝင်းကိုစုံစမ်းစစ်ဆေးရန်အခွင့်အရေးဆုံးရှုံးစေမှာ ဖြစ်တယ်လို့ KNU ကနိုင်ငံတကာကိုကူညီတောင်းပါတယ်။လက်ရှိမှာ KNU အနေနဲ့မိမိတို့ရဲ့အုပ်ချုပ်နယ်မြေမှာဥပဒေစိုးမိုးရေးကိုထိန်းသိမ်းရန် နိုင်ငံထက်ကျော်ရာဇဝဲကွန်ရက်များကိုတိုက်ဖြတ်ရန်ပြည်ပခါတန်ခံရသူများကိုကာကွယ်ရနိုင်။နေဆက်တျှောက်လောက်ကိုက်နေတဲ့နိုင်ငံတကာရာဇဝဲကွန်ရက်များအတွက်ဒါဝင်ယူမှုများကိုတေချာစေရန်ထိုင်းဆိုးရနဲ့တခြားသဆိုင်ရာအာဏာပိုင်တွေအဖွဲ့အစည်းတွေနဲ့နှိကပ်စွာပူးပေါင်းဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်။နောက်ထပ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့ရန်ကုန်မြို့လဲကောက်မှာရှိတဲ့ကြောက်တရားရဲစခန်းကိုလက်ပစ်ပုံပစ်သွင်းတိုက်ခိုက်မှုရဲစခန်းရှိမှာရှိတဲ့ဂင်းတဲ့အနီးကြားရောက်ပောက်ခွဲတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။ ရန်ကုန်မျိုးလဲကောင်မှာရှိတဲ့ကြောက်တရားရဲစခန်းကိုလက်ပြဘုံများနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရမှာရဲစခန်းရှေ့မှာရှိတဲ့ဂင်းတဲ့အနီးချားရောက်ပောက်ခွဲခဲ့တယ်လို့ Operation Flame တရင်နဲ့ပြန်ချာရေးတာဝန်ရှိသူကပြောပါတယ်ဒီကနေ့နိုဝင်ဘာလ25ရက်နေ့မနက်အစောပိုင်းတနာရီခန့်ကရန်ကုန်မြို့ကြောက်တရားမြို့နယ်ဇိုးလေဖေးရလမ်းမပေါ်မှာရှိတဲ့ကြောက်တရားရဲစခန်းကိုမျိုးပြားပြောက်ကြတပွဲဝင်များကလက်ပြဘုံနှလုံးနဲ့ပြစ်ခတ်ပောက်ခွဲတိုက်ခိုက်ခဲ့ရမှာရဲစခန်းရှေ့ဂင်းတဲ့အနီးကိုချားရောက်ပောက်ခွဲခဲ့တယ်လို့သိရပါတယ် လက်ဖြစ်ပုံနှလုံးနဲ့တိုက်ခိုက်ခဲ့တာရဲစကန်းရှိခင်သေးတွေနာကြားရောက်ပောက်ခွဲခဲ့ပါတယ်အဲဒီမှာကျွန်တော်တို့ဘက်ကဘွယ်ပြီးတာနဲ့ချက်ချင်းပြန်ဆုပ်ခဲ့တာမို့လို့နောက်ဆက်တွဲအချိန်တွေမသိရသေးဘူးလူရှင်းပြေးလန်းရှင်းတဲ့အချိန်ကိုအချိန်ယူလုံးဆောင်ခဲ့တာပါမျိုးတဲကအဲဒီစကန်းကိုလုံးချင်လုံးလို့အချိန်တလားလောက်ယူပြီးတော့တေးသေးချာချာလေ့ကျင့်ပြီးမှလုပ်ခဲ့တာဖြစ်ပါတယ်လို့ Operation Flame တရင်နဲ့ပြန်ချာရေးတာဝန်ရှိသူကပြောပါတယ်အဆိုပါရဲစကန်းဟာအချမ်းဘတ်စစ်တပ်ရဲ့ အတူရောင်ရွေးကောက်ပွဲကိုဖူပေါင်းပါဝင်ကလှုံ့ဆော်လျက်ရှိတဲ့ပြင်မိဘပြည်သူများကိုနေမျိုးစုံနဲ့မတရားဖမ်းဆီးနှိပ်စက်နေတဲ့စကမ်းတစ်ခုဖြစ်ကြောင်းဒါကြောင့် Operation Flame Fire Power ဒုစစ်စင်ရေးစည်ရေးပြင်းမှတ်တစ်ခုဖြစ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိပေးပါတယ်အဆိုပါစစ်စင်ရေးကို Operation Flame နဲ့အတူအနောက်ပိုင်းခရိုင်ပြည်သူ့ကားွယ်ရေးအဖွဲ့ဂျင်းမင်းတိုင်မျိုးနယ်ပြည်သူ့ကားွယ်ရေးအဖွဲ့နဲ့လာလာမျိုးနယ်ပြည်သူ့ကားွယ်ရေးအဖွဲ့တွေကဖူပေါင်းလှုံ့ဆော်ကြတာဖြစ်တယ်လို့သိရပါတယ်ဒါပြင် Operation Flame နေနဲ့ အချမ်းပတ်စကားစကားပြုလုပ်ဖော်ဆောင်မဲ့အတူရောင်ရွေးကောက်ပွဲကိုလုံးဝလက်ခံသွားမှာမဟုတ်ပဲနဲ့ရန်ကုန်တော်လိုင်း၏မဟာမိတ်များအားလုံးနဲ့အတူလက်တွဲပြီးအချမ်းပတ်စကားစကိုအချိန်မြင့်တိုက်ခိုက်ချိန်မုံသွားမှာဖြစ်တယ်လို့လည်းထုတ်ပြန်ထားပါတယ်။နောက်ထပ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တွင်ကတော့မြန်မာနိုင်ငံရဲ့အခြေအနေဒိုးတက်လာလို့အမေရိကန်ရောက်မြန်မာများတို့အပြေးရထားတယ်။ယာယီခိုလုံကွင်း TPS ကိုအမေရိကန်အစိုးရရုပ်သိမ်းခဲ့တဲ့တွင်ကိုတင်ဆက်ပေးကြပါမယ်။လက်ရှိမှာမြန်မာနိုင်ငံရဲ့အခြေအနေဒိုးတက်လာလို့ အမေရိကန်ရောက်မြန်မာအများတွက်ပေးရထားတယ်။ယာယီခလုံးကွင်း TPS ကိုအမေရိကန်ဆိုးရွားကရုပ်သိမ်းလိုက်တယ်လို့အမေရိကန်ပြည်ထောင်စုအမေမြေလုံခြုံရေးဌာနကဒီကနေ့ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။မြန်မာနိုင်ငံမှာအုပ်ချုပ်ရေးနဲ့တည်ငြိမ်ရေးထိုးခြားတဲ့တိုးတက်မှုတွေရှိလာပြီဖြစ်ကြောင်း။ဒါကြောင့်အမေရိကန်ပြည်ထောင်စုမှမြန်မာအများတွက်ယာယီကာကွယ်ပေးထားတဲ့ခလုံးကွင်း Temporary Protected State TPS ကိုရစဲကြောင်း။အဲ့ဒီရစဲမှုက2026ခုနှစ်ဇန်နဝါရီလ26ရက်နေ့မှာ စတင်အကျိုးတက်ရောက်မှာဖြစ်ကြောင်းသိရပါတယ်မြန်မာနိုင်ငံရဲ့အခြေအနေဟာမြန်မာနိုင်ငံသားများဘေးကင်းစွာနေရဲသို့ပြန်နိုင်လောက်အောင်တိုးတက်လာပြီဖြစ်တာကြောင့်ယာယီအကာအကွယ်ပေးထားတဲ့အခြေအနေကိုအမေရိကန်အစိုးရကရက်စက်လိုက်ခြင်းဖြစ်ကြောင်းမြန်မာနိုင်ငံမှာအုပ်ချုပ်ရေးနဲ့တည်ငြိမ်ရေးမှာထူခြားတဲ့တိုးတက်မှုတွေရှိလာခဲ့ပြီးတော့အဲ့ဒီထက်မှာအရေးပေါ်အခြေအနေပြီးဆုံးခြင်းလုံးလက်ပြီးတရားများတဲ့ရွေးကောက်ပွဲများအတွက်စီမံချက်တွေအောင်မြင်တဲ့အဖြစ်ကဲ့ရဲ့စရေသဘောတူညီချက်တွေနဲ့ပုံမှုကောင်းမွန်တဲ့ဒေသန္တရအုပ်ချုပ်ရေးတွေကြောင့် ပြည်သူဝန်ဆောင်မှုပေးအပ်မှုနဲ့အမျိုးသားပြန်လည်တင်းမြတ်ရေးတို့ကိုတိုးတက်လာတယ်လို့အမေရိကန်ဆိုရကဆိုပါတယ်။ထို့ကဲ့သို့ဆုံးဖြတ်လိုက်ကြအောင်အမေရိကန်နိုင်ငံသားနဲ့လူဝဲမှုကြီးကြပ်ရေးဝန်ဆောင်မှုဌာနမှမြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေများကိုပြန်လည်သုံးသပ်ခြင်းနဲ့နိုင်ငံရေးဝန်ကြီးဌာနနဲ့တိုင်ပင်ဆွေးနွေးခြင်းတို့အပေါ်အခြေခံထားကြောင်းမြန်မာနိုင်ငံသားများဟာနေရက်တို့ဘေကင်းစွာပြန်နိုင်တဲ့အခြေအနေတို့တိုးတက်လာပြီလို့အမေရိကန်ဆိုရကထုတ်ပြန်ကြေညာထားပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တင်ကတော့ ဘိုးကုံရောင်းငွေများမှရရှိတဲ့ဒေါ်လာငွေများကိုစစ်တကဆက်လက်နဲ့ခေယန်းနဲ့စစ်ပစ္စည်းများဝယ်ယူရန်ဂုံတဲတချို့ကိုငွေပေးချေရန်ဒေါ်လာလွှဲခိုင်းနေပြီးတော့ Green Harwood တွင်းကုံဘိုးကုံကော်မဏီမှစိန်ဝင်းလို့ခေါ်တဲ့စိန်ဝင်းလေးကစစ်တပ်တို့ကလက်နက်ခေယန်းတွေဝယ်ယူရန်ငွေလွှဲတော်ဝင်ယူပေးခဲ့တဲ့တရင်ကိုတင်ဆက်ပေးချင်ပါတယ်မြန်မာနိုင်ငံမှာတင်ပို့တဲ့လေယာထွက်ကုန်နဲ့ရေထွက်ကုန်တွေအပါအဝင်မြန်မာဘိုးကုံများမှရရှိတဲ့ဘိုးကုံရောင်းငွေတွေကိုဇလက်နဲ့ခေယန်းနဲ့စပစ်စီများဝယ်ယူရမှာတိုက်ရိုက်အသုံးပြုနေပြီး လက်ရှိမှာဘောကုံလုပ်ငန်းရှင်ခုံတဲတချို့ကိုဇလနဲ့ပစ္စည်းအယောင်းဝယ်များတွက်ငွေပေးချေရန်ဒိုင်းရိုက်ဒေါ်လာများလွှဲခိုင်းနေတယ်လို့သိရပါတယ်။အချမ်းဘက်စစ်တပ်ကပယ်နှံပြောင်းရာဘာရေထွားကုန်နေပါဝင်မြန်မာနိုင်ငံမှာတင်ပို့တဲ့ဘောကုံများအတွက်ရရှိတဲ့အမေရိကန်ဒေါ်လာငွေများကို စတက်ဘဏ်များထံသို့ပြန်လည်ပေးသွင်းရန်ဘောကုံလုပ်ငန်းရှင်များကိုညွှန်ကြားထားကြောင်းအရိတေကဘိုးကုံလုပ်ငန်းရှင်ကြီးတချို့ဟာစက်တက်တော့ဝယ်ယူနေတဲ့ဆလက်နဲ့ပစ္စည်းများကိုငွေပေးချေရန်တော့ ၎င်းတို့နိုင်ငံခြားငွေကောက်များမှတစင်ငွေပေးချေမှုတွေလှုပ်ဆောင်ပေးနေရတယ်လို့သိရပါတယ်။ရန်ကုန်တိုင်းမင်္ဂလာတောင်ကျုံမြို့နယ်အခြေစိုက် Green Harwood Enterprise Company ကဘယ်မျိုးမျိုးပါဝင်မြန်မာပုဂ္ဂိုလ်များကိုတင်ပို့ပြီးတော့အဆိုပါကုမ္ပဏီကိုစိန်ဝင်းလို့ခေါ်တဲ့စိန်ဝင်းလေးကဦးစီးချောင်းရခိုးကစိန်ဝင်းကစတက်တွေဝယ်ယူထားတဲ့ဆက်လက်နေပစ္စည်းများခေရန်များအတွက်ငွေပေးချေခြင်းကိုအဓိကတာဝန်ယူဆောင်ရွက်ပေးနေတယ်လို့သိရပါတယ်။အဲ့ဒီစိန်ဝင်းလို့ခေါ်တဲ့စိန်ဝင်းလေးကတော့ အခုစတက်တူကဘိုးကုံရာငွေတွေငွေလွှဲပေးတာကိုသူကလုပ်တယ်။ဘိုးကုံရာငွေဒေါ်လာတန်တန်းနဲ့အထက်ကိုဝယ်ပေးနေတာသူပဲ။သူကမြန်မာငွေ ထုတ်ပေးတယ်။သူ့ကိုဘိုးကုံရာငွေဘဏ်စည်ရင်တိုင်းပြန်ရောင်းတယ်။အဲဒီမှာသူကဘယ်ဘဏ်အကောင့်ကိုငွေအမောင်းဘလောက်ပြန်လွှဲပေးပါဆိုပြီးခိုင်းတယ်။အဲဒီမှာကျွန်တော်တို့စိန်ဝင်းလေးခိုင်းတဲ့အတိုင်းအဲဒီအကောင့်တွေကိုငွေပြန်လွှဲပေးရတယ်။စိန်ဝင်လေးကိုယ်တိုင်ပြောတာကတော့အရာတွေကဆက်လက်နဲ့ပစ္စည်းတွေအတွက်ငွေလွှဲပေးရမယ့်အကောင့်တွေလို့ပြောတယ်။သူဒီလိုဒေါ်လာတန်းနဲ့ချီဝယ်နိုင်တာက စက်တက်တွက်တူးလုံးပေးနေတယ်ဆိုတာတကိုယ်တိုင်ထုတ်ပြောနေတာအဲဒီလိုမျိုးနဲ့ဆလနဲ့ပစ္စည်းတွေဝယ်တဲ့အကောင့်တွေအတွက်ဘိုးကုံရမယ့်ငွေတွေလွှဲပေးနေရတာလို့ဘိုးကုံအတွင်းကုန်လုပ်ငန်းရှင်တဦးကရှင်းပြပါတယ်နိုင်ငံတကာကစက်တက်ရဲ့မြန်မာဈေးပွားရေးပန်နဲ့မြန်မာကုန်းသွယ်ရေးနဲ့ယင်းနှင်းမျိုးနွယ်မှုပန်များကိုဈေးပွားရေးပိတ်ဆို့ထားပေမဲ့လည်းရခိုးကစက်တကဆလနဲ့ပစ္စည်းနဲ့ခဲရံများဝယ်ယူမှုအတွက်ဘိုးကုံလုပ်ငန်းရှင်များရဲ့နိုင်ငံသားငွေနဲ့ဘဏ်အကောင့်များကိုငွေပေးချေခိုင်းရမှာဒါရိုက်အသုံးပြုနေခြင်းဖြစ်တယ်လို့သိရပါတယ်။ အခုကျွန်တော်တို့ဘဲတွေတင်ပို့လို့ရတဲ့ငွေတွေကတကယ်ငွေအတန်နေပါဒါကအိန္ဒိယကတာတာကုမ္ပဏီဘက်ကနေဘေးချေတဲ့ငွေအတန်နေပါအခုအထားတွေကိုဇလနဲ့ပစ္စည်းဝယ်ယူမှုတွေငွေချေပေးနေရတာနောက်ပြီးကျွန်တော်တို့မှလည်းဒေါ်လာ တန်တဲ့ချီကိုရောင်းစရာလိုမရှိဘူးအဲဒီလိုဝယ်ပေးတာကလည်းစတက်တော့ဝယ်ပေးနေတဲ့စိန်ဝင်းလို့ခေါ်တဲ့စိန်ဝင်းလေးပဲရှိတယ်လို့ပိုးကုံသွင်းကုံလုပ်ငန်းရှင်တဦးကရှင်းပြပါတယ်အချမ်းဘတ်စတက်ကပိုးကုံရောင်းငွေမှရရှိတဲ့နိုင်ငံရောင်းငွေများကို ၎င်းတို့ရဲ့ဗန်များထံသို့ပြန်လဲအနှံ့ခိုင်းပြီးတော့ဂုံတယ်များကိုလည်းမြန်မာကျောင်းဝေးပြန်လဲထုတ်ပေးနေကြောင်းအရင်နောက်ဂုံတယ်များရဲ့ဘိုးကုံရငွေနိုင်ငံခြားဒေါ်လာတွေကိုစတက်တူအလိုအပ်တဲ့နေရာများအားလုံးမှာတုံးချနေကြောင်းအရင်နီလာနဲ့အမေရိကန်အပါဝင်အနောက်နိုင်ငံကြီးများရဲ့စီးပွားရေးပိတ်ဆို့မှုကိုရှောင်လွှဲလျက်ရှိတယ်လို့သိရပါတယ်နောက်တစ်ထပ်မှတင်ဆက်ပေးချင်တာကတော့ဒီတခါခင်ကြီးအလှလာဆိုတဲ့ဇယားလာစိုးဝေရဲ့တရင်ဆောင်ပါလေးတပုတ်ကိုတင်ဆက်ပေးချင်ပါတယ် မြန်မာနိုင်ငံရေးမှာစစ်ကောင်းဆောင်များရဲ့အခိုင်းအခံဖြစ်အတုံးတော်ခံလာတဲ့ဂျန်ဖိုးပါတီရဲ့လက်ရှိခေါင်းဆောင်ခင်းကြီးဟာပါတီရမုံငွေမှချမ်းငွေဘီလီယံနဲ့ချီပြီးတော့ဒါဖြစ်သူပိုင်တဲ့ကုမ္ပဏီတို့လွှဲပြောင်းပေးခဲ့မှုကိုမြန်မာနိုင်ငံတရင်းကဖွင့်ချလိုက်ပြီးဖြစ်ပါတယ်။လက်ရှိမှာကုမ္ပဏီများမပုံတင်လုပ်ငန်းနဲ့ပါတီခေါင်းဆောင်ပိုင်နဲ့နှိစက်တဲ့တရင်ရက်ွက်များရဲ့အဆိုအရနေပြောမှာရှိတဲ့ငလျင်တန်းချောင်းပျက်စီးသွားတဲ့ဂျန်ဖိုးရုံအားပြန်ဆောက်ရန်လို့ဆိုကသူရဲ့ဒါဖြစ်သူပိုင်တဲ့ Embryo စောက်လုပ်ရေးကုမ္ပဏီတို့ ငွေကျပ်2ဘီလီယံပေးခဲ့တယ်လို့သိရပါတယ်။အစိုးရကုမ္ပဏီအားမှတ်ပုံတင်ထားတဲ့သူဟာထဲရနိုင်ဆိုဖြစ်တယ်လို့မှတ်တမ်းများမှာဖော်ပြထားပါတယ်။ဂျာဖောမှတာဝန်ရှိသူများကပြန်လည်တိစောက်ရမယ့်ကုန်ကြားစရိတ်ကိုခံမှန်းတွက်ချက်ပေးရန်မူလကတိစောက်ခဲ့တဲ့အေဂျန်တာကုမ္ပဏီကိုစစ်ခိုင်းခဲ့ပါတယ်။အစိုးရကုမ္ပဏီကနှစ်သက်သမ3ဘီလီယံနဲ့အဆိုပြုချက်တင်ပြခဲ့ပါတယ်။ဒါပေမဲ့ဇိမ်နှုန်းကိုတည်သွားပြီဖြစ်တာကြောင့်ခင်ဤသားရဲ့အမ်ပရီယိုကဈေးအနှဲငယ်ရှော့ချကာ နေတသမနေပိလီယံနဲ့ဆိုပြုတ်လာခဲ့တာဖြစ်ပါတယ်။အဲဒီမှာဂျန်ဖော့ကလည်းဇေနုံတက်တာတဲ့ခင်းရီရဲ့တာကုမ္ပဏီတို့ပေးရဖို့သာရှိပါတော့တယ်။အဲဒီလိုလုံထုံးလုံနည်းနဲ့မညီတဲ့အဖြစ်ကိုဂန်ခွက်ခဲ့တဲ့သူဟာဘာတီရဲ့ဒုတိယဥက္ကဋ္ဌသုံးဖြစ်တဲ့ဒုတိယပို့ချုပ်ကြီးဟောင်းမျိုးစော်တင်းတာရှိတယ်လို့ဆိုပါတယ်။ဂျန်နဲ့သူများကတော့မကျေနပ်ပေမဲ့လည်းဥက္ကဋ္ဌဖြစ်နေလို့နှုတ်ဆက်နေကြတယ်လို့ဆိုပါတယ်။၎င်းအနာရလာပါကကြောင်ထိုးခံရမှာစိုးလို့လည်းဖြစ်နိုင်ပါတယ်။ပြန်လဲတိဆောက်ရေးလုပ်ငန်းဟာနိုဝင်ဘာလမှာစတင်လာပြီး ဂျန်ဝေဒီပီလီယန်အထိပေးချေခဲ့ရပြီဖြစ်တယ်လို့ဆိုပါတယ်။ဒါပြင်အမ်ပရီယိုယုံအားနေပြည်တော်မှာရှိတဲ့တကိနာတီတီယုံမှုသာမကပဲနဲ့တကုံနေပြည်တော်ပြည်တော်ဆုံးနယ်မြေနောင်ချုံမြို့မှာရှိတဲ့မီးလောင်ပျက်စီးသွားတဲ့ယုံမှုပါပြင်ဆင်ဆောက်လုပ်ရန်လုပ်ငန်းများချပေးထားတာဖြစ်ပါတယ်။အဲဒီမှာအကုန်ကြမ်းမဲ့ငွေပမာဏကိုတော့ထုတ်ပေါ်ပြောဆိုခြင်းမရှိဘူးလို့သိရပါတယ်။အဆိုပါတခိနာတီတီမျိုးနယ်ရွှေပြားပင်ရပ်ကွက်မှာရှိတဲ့ပါတီယုံကိုပြင်ဆင်ဆောက်လုပ်နေတာကိုလည်းကုမ္ပဏီရဲ့ TikTok အကောင့်မှာပြသထားပါတယ်။ ဝမ်ပိုက်ကိုတနက်စခုံးနဲ့ချက်မှန်ခဲ့ဘူးတယ်လို့ကြွေးကြော်ထားတဲ့အသက်82နှစ်ရှိတဲ့ခင်ကြီးမှာဒါသမီ3ယောက်ရှိပြီးအရာတွေကတော့ထိုင်ရနိုင်ဆိုဓမီခင်မျိုးမြတ်ဆိုမေဖြူပွင့်ဆိုတို့ရှိကြပါတယ်ခင်ရဲ့2020ရွေးကောက်ပွဲလက်ကမ်းစာဆောင်ထဲမှာ၎င်းရဲ့ဒါသမီ3ယောက်စလုံးဟာမာစတာဒီဂရီများရရှိထားတယ်လို့ဖော်ပြထားပါတယ်ဒီထဲမှာထိုင်ရနိုင်ဆိုဟာမဲလဘုံတက္ကသိုလ်မှာမာစတာပွဲကိုရခဲ့တယ်လို့ဆိုပါတယ်ဒီထဲမှာအားလုံးတို့ကအားအသင့်စရာဖြစ်ခဲ့ရတာက ခင်ကြီးရဲ့သားပိုင်တဲ့ Embryo အားငလျင်မလုံးမီအချိန်ထိတည်သူနဲနေခြင်းဖြစ်ပါတယ်။မေပြောမှာရှိတဲ့စောက်လို့ရေလောကမှာကာလာကြာမြင့်စွာလောက်ကိုက်နေတဲ့အမှုဆောင်ဒါရိုက်တာတဦးက၎င်းနေနဲ့အဲ့ဒီနာမည်ကိုကြားပင်မကြားဘူးပါလို့ပြန်ပြောပြခဲ့ပါတယ်။ခင်ရဆေယုစုရဲ့ရွေးကောက်ပွဲမှာမေပြောမှာရှိတဲ့ဇေယျတီတီကိုကိုးစားပြုပြီးဝင်အောင်ရှင်းပြမှာဖြစ်ပါတယ်။ဂျမ်ဘော့ဟာဇေယျတီတီနာမည်မှာ2010မှာစလို့ရွေးကောက်ပွဲတိုင်းအနိုင်ရခဲ့လို့ခင်ကြီးဖို့ရွေးကောက်ရဖို့အသေးစားဆုံးနာမည်ဖြစ်ပါတယ်။ ဒါမဲ့ခင်းရမဲဆွဲစည်းရုံးရေးကိုအကြီးအကျယ်ပြုလုပ်နေပြီးသမီးဖြစ်သူမေဖြူပွင့်စိုးဟာလည်းဘာကင်နဲ့အတူတကြွစွာပေါဝင်လျက်ရှိပါတယ်အချို့ကခင်းရဲ့ပုံနှံထွက်နေတဲ့အချင်းပြတ်ခြားစားမှုတွေနဲ့ယာရူဝနာကိုအလွဲသုံးစားလောက်ခဲမှုတွေကြောင့်စိတ်ပြတ်နေကြတယ်လို့သိရပါတယ်ခင်းရမျိုးသားဒီမိုကရေစီအစိုးရလက်ထက်မှာဂျန်ဖောပါတီဒုတိယဥက္ကဋ္ဌအဖြစ်အစိုးရဆန်းကျင်ရေးလုပ်ငန်းများကိုလုံးစော်စည်းရုံးခဲ့သူဖြစ်ပါတယ်ရကင်းဝင်ကြီးဟောင်းစိုးသိမ့်ရဲ့စာအုပ်ထဲမှာ အ ਨੇ ဆုံးစတက်ချိန်ခန့်စတက်လိုလာတဲ့ဆန္ဒပြပွဲတွေလုပ်ခဲ့ပြီးတော့အာနာသိမ့်ပြီးနောက်မှလည်းစတက်ချိန်ခန့်လုပ်ခဲ့တယ်လို့យေတာထားပါတယ်။မယောင်းလင်ကအာနာသိမ့်ပြီးနောက်မှ၎င်းကဘိုသိန်းစိန်လက်ထက်ကလိုလူဝင်မှုဝင်ကြီးဖြစ်တနည်းခန့်ပြန်လည်ကန့်အပ်ပေးခဲ့ပါတယ်။မယောင်းလင်ကရွေးကောက်ပွဲပြီးမှခင်ကြီးရဲ့တက်စာရှိမှုကိုဆိုးလက်မြေတော်တော်ရတို့မျိုးပေးမှာဆိုတာကတော့စောင့်ကြည့်ရအောင်မှဖြစ်တယ်လို့យေတာထားပါတယ်။ဒါမှမဟုတ်ခုလိုတရင်မျိုးနဲ့ မင်းအောင်လိုင်အဖို့ခင်ကြီးအားချောင်းထိုးဖို့အခွင့်ရရသွားပြီလားဆိုတာကိုလည်းစောင့်ကြည့်အောင်မှာဖြစ်ပါတယ်မဖြစ်မနေမဲပေးရဖို့ဖြစ်လာပါကပယ်မဲလုံးလို့မရတဲ့အတူတူဟုတ်ကဲ့ဂျန်ဖောမှလွယ်လို့တခြားပါတီများထဲမှာဖြစ်ပါတော့မယ်တို့မှာဒါဆဲအုပ်စုအကြဲရိုက်အောင်ထုံးနှံနိုင်တော့မှလည်းဖြစ်ပါတယ်ပြည်သူတို့ရဲ့တရားတော်ဆက်မဟုတ်ချအောင်ရမည်ဆိုပြီးရေးသားထားတာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါခင်ဗျာအခုလိုအဆုံးထိနားဆင်ကြတဲ့သတင်းပိတ်သက်များကိုကျေးဇူးအထူးပဲတင်ရှိပါတယ်နောက်ထပ်ပြည်တွင်းပြည်ပသတင်း ဒေါ်လိုင်းရေးဘက်တော်သားများရဲ့သတင်းများနဲ့အတူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ။